အားလုံးမင်္ဂလာပါရောက်ရှိလာတဲ့မကြခင်ရောက်ရှိလာတော့မယ်တပေါင်းလာပြည့်နေ့ဖြစ်တဲ့လာဘက်ကပြည့်တဲ့နေ့ဖြစ်တဲ့မတ်လ14ရက်နေ့ကနေเนาะနောက်ထပ်တကူးလာပြည့် မတိုင်ခင်အထိတလတာ အချိန်ကာလမှာပေါ်ပေါက်လာမယ်နော်အမည်နာမပိုင်ရှင်တွေအတွက်ပြန်ကြမှာအဟောလေးပဲဖြစ်ပါတယ် အဲ့တော့ဆရာမအဲ့ဒါလေးကိုပြောချင်ပါတယ်အမည်နာမဆိုတဲ့နေရာမှာနေနိုင်ကိုရည်ညွှန်းတာမဟုတ်ဘူးဆိုတာကိုသိစေချင်ပါတယ်နော်အခုပြောတဲ့တနင်္ဂနွေတနင်္လာအင်္ဂါဆိုတဲ့ဟာတွေဟာအမည်နာမရဲ့အဖွင့်စလုံးကိုရည်ညွှန်းတာဖြစ်ပါတယ်အဲ့ဒါလေးကိုနားလည်ပေးပါအမည်နာမနဲ့ပတ်သက်ပြီးမိမိဟာဘယ်အမည်နာမကို အဖွင့်ပေးထားလဲဆိုတာကိုနော်စဉ်းစားပြီးတော့အခုဟောမယ့် နာမည်တွေနဲ့တွဲပြီးဟောလာတဲ့အဟောတွေကိုနားထောင်ပေးသွားမှာဖြစ်ပါတယ်နော်ဥပမာအဲအောင်ဝင်းဆိုရင်သူ့အတူပါနေတာပဲဖြစ်ဖြစ်တနင်းကနွေနဲ့နဲ့အစပြုတဲ့အမြေပိုင်ရှင်နေမှာနားထောင်ရမယ်နော်နောက်တစ်ခါဟောနော်ဟိုဖြူဖြူဆိုရင်သူဒီတနင်းကနွေသမီးပဲဖြစ်နေအောင်တော့ကြာတာပရိနဲ့နဲ့အစပြုတဲ့အမြေပိုင်ရှင်နေမှာနားထောင်ပေးရမှာဖြစ်ပါတယ်ကဲစပြောပါတော့မယ်နော်တောက်ကြံနေနဲ့အစပြုတဲ့အမြေပိုင်ရှင်တွေ တောက်ကြံနေတဲ့အစပြုတဲ့အမြင်ပိုင်ရှင်တွေဟာထင်ရှားကြော်ကြားခြင်းအောင်မြင်ခြင်းတွေကိုရရှိမယ်ကာလဖြစ်ပါတယ်အဲ့တော့ထင်ရှားကြော်ကြားခြင်းနဲ့အောင်မြင်ခြင်းဟာမတူဘူးထင်ရှားကြော်ကြားတယ်ဆိုတာဟာကိုယ့်ရဲ့လှုပ်ဆောင်ချက်ကိုအများကအသိအမှတ်ပြုတ်လိုက်တာအများရဲ့ထောက်ခံချက်ကိုရရှိတာเนาะထင်ရှားကြော်ကြားတာအဲ့တော့အဲ့ဒါကထင်ရှားကြော်ကြားတာအောင်မြင်တာဆိုတာက လူသိသည်ဖြစ်စေမသိသည်ဖြစ်စေကိုရည်ရွယ်ထားတဲ့ကိစ္စပြီးမြောက်သွားတာကိုဖြစ်ချင်းတယ်လို့ဖြစ်သွားတာเนาะအဲ့ဒါဟာအောင်မြင်တာအဲ့တော့အခုတောက်ကြန်နံနဲ့အစပြုတဲ့အမိပိုင်ရှင်တွေကထင်ရှားကြော်ကြားတာလည်းဖြစ်နိုင်တယ်အောင်မြင်တာလည်းဖြစ်နိုင်တယ်တဲ့ဒါကြောင့်နော်ဒီချိန်ကာလဟာတောက်ကြန်နံနဲ့အစပြုတဲ့ပုံကိုယ်တွေဟာနော်ပြိတ္တအလဲမှာထွက်ပြီးတော့ဆောင်ရွက်ရတဲ့မိမိရဲ့အရေးအသွေးကိုပြတဲ့အလုပ်တွေကိုလုပ်နိုင်သလို့ မိမိရည်ရွယ်ထားတဲ့ကိစ္စတွေကိုအင်းနဲ့အားနဲ့ဇွဲနဲ့ဝရိယနဲ့ထည့်ပြီးစ조사ဆောင်ရွက်လို့ရတဲ့ကာလဖြစ်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့ထင်ရှားကြော်ကြားခြင်းကိုလည်းပေးမယ်။အောင်မြင်ခြင်းကိုလည်းရမယ်ကာလဖြစ်လို့ပါ။ဝန်တန်းဖြစ်တယ်ဆိုရင်နဲ့ယာဒူးတိုးဖို့အခွင့်အရေးအသစ်တွေကိုယာဒူးတိုးတဲ့အခွင့်အရေးအသစ်တွေကိုလက်ခံရရှိမယ်လာဖြစ်ပါတယ်တဲ့။နော်ဝန်တန်းဆိုရင်နော် ယာရုတိုးမယ်အခွင့်အရေးတွေရရှိပါလိမ့်မယ်ကိုပိုင်စီးပွားလုပ်ငန်းအတွက်တော့လူသိများအောင်ဆောင်ရွက်ဖို့အခွင့်အရေးကောင်းတဲ့လဖြစ်ပါတယ်အဲ့တော့မိမိရဲ့ကိုပိုင်စီးပွားဆိုရင်တော့ထုတ်ကုန်ပစ္စည်းတွေထုတ်လုပ်တယ်ဆိုရင်မိမိရဲ့ထုတ်ကုန်တွေကိုနော်စားသုံးသူတွေသုံးဆွဲသူတွေသိအောင်နော်ပြိတ္တရှေ့ကိုချပြဖို့အသင့်တော်ဆုံးကာလဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ် ခါသင်ကြားရေးလုပ်တဲ့လုပ်ငန်းရှင်တွေပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တွေနော်။မာသင်ကြားရေးဆိုတာအွန်လိုင်းသင်ကြားတဲ့ကိစ္စတွေပဲဖြစ်ဖြစ်ပေါ့။နော်နောက်တစ်ခါအကြောင်းထောင်နဲ့နော် private အကြောင်းထောင်နဲ့ပညာရေးလုပ်ငန်းလုပ်တဲ့သူတွေပဲဖြစ်ဖြစ်အဲ့ဒီလိုသူတွေဟာသင်ကြားရေးပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆောင်ရွက်တဲ့ပုံကိုယ်တွေကဒီလမှာတောက်ကြန်နဲ့အစပြုတဲ့ပုံကိုယ်တွေဖြစ်မယ်ဆိုရင်ね နမေကောင်းဂုံတရင်ထွက်ပေါ်မဲ့ကာလဖြစ်ပါလေเนาะအဲ့တော့ဆရာမဒီနေရာမှာတောက်ကြနန်နဲ့အစပြုတ်တယ်ဆိုတာလူပုပ်ကိုကိုရင်ညွန်းထားတာဖြစ်ပေမဲ့မိမိရဲ့လုပ်ငန်းရဲ့နာမည်အဖွင့်နာမည်ဟာလဲတောက်ကြနန်နဲ့ဖြစ်မယ်ဆိုရင်ဒီအဟောကိုယူလို့ရပါတယ်เนาะအဲ့တော့ဥမာပေါ့နာမည်ကဂျာတာပရီနန်နဲ့ပဲစထားတယ်ကိုလုပ်ငန်းရဲ့အဖွင့်နာမည်ဟာ တောက်ကြံနဲ့အတန်ထွက်နဲ့အင်္ဂလိပ်လိုပဲဖြစ်ဖြစ်မြန်မာလိုပဲဖြစ်ဖြစ်အတန်ထွက်နဲ့စထားတယ်ဆိုရင်ဒါပေမဲ့သူ့လုပ်ငန်းဟာတင်ကြားရေးနဲ့ပညာရေးဆိုင်တဲ့လုပ်ငန်းပဲဖြစ်ရမယ်နော်အဲ့ဒါဆိုရင်တော့ဒီလဟာအောင်မြင်မှုကောင်းတွေကို ရရှိမဲ့လာတလဖြစ်ပါတယ်နာမည်ကောင်းဂုံတရင်တွေထွက်ပေါ်မဲ့လာဖြစ်ပါတယ်အခြေအကိစ္စတွေကညှော်မှန်းတယ်လို့အောင်မြင်မှုရမယ်ကာလဖြစ်ပါတယ်တဲ့အဲ့တော့မိမိဘယ်လိုညှော်မှန်းထားလဲမိမိညှော်မှန်းထားတာဒီသူ့ကို เนาะခြေရဆိုဖို့မျှော်မှန်းထားရင်အဲ့ဒီမိမိခြေရဆိုတာအောင်မြင်မယ်အဲအကယ်၍လက်ထပ်ဖို့ရည်ရွယ်ထားရင်လက်ထပ်ခွင့်တောင်းဖို့ရည်ရွယ်ထားရင်မိမိလက်ထပ်ခွင့်တောင်းခြင်းအောင်မြင်မယ်ပေါ့เนาะအဲ့တော့အခြေရနဲ့ပတ်သက်ပြီးမျှော်မှန်းထားတာတွေအောင်မြင်မှုရရှိမယ်အဲ့တော့အိမ်အောင်သေးများဆိုရင်တော့မျက်နှာစမ်းပွင့်လွန်းလို့အထင်လွဲခံရတတ်တဲ့ကာလဖြစ်ပါတယ်တဲ့เนาะသူကတော့ဘာမှ စိတ်ရင်ရင်နာမရှိဘူးဒါပေမဲ့လည်းပဲသူ့ရဲ့မျက်နှာဆန်းပွင့်ခြင်းကြောင့်เนาะတစ်ဖက်လူရဲ့အထင်လွဲတာမျိုးကိုတော့ခံရတတ်တဲ့ကာလဖြစ်ပါတယ်တဲ့เนาะနောက်တစ်ခါကျမ်းမာရေးရအစာအတော့ကြောင့်ဘေးရွက် ဆိုးချိုးအလွယ်တကူဖြစ်တတ်ပါတယ်เนาะတရိထားပါမိမိစားနေကြအစာစားကိုတော့တရိထားပြီးစားပါ အသည့်အစမ်းအရတာအသည့်တွေစားသုံးခြင်းကိုလည်းကယူဆိုင်ပါเนาะဒါကြောင့်အစာအတော့တွေကြောင့်ဖြစ်တဲ့ဗေဒရက်ဆိုးကျိုးတွေအလွယ်တကူဖြစ်ပေါ်တတ်ပါတယ်ကုသိုလ်အစီအစဉ်နေနဲ့တော့တောက်ကြနေနဲ့မိမိမွေးနေမှာဥမာတောက်ကြနေနဲ့အစာပြည်ထားတဲ့အမီးပိုင်ရှင်ဖြစ်ပေမဲ့မွေးနေဟာစနေဖြစ်ရင်လည်းဖြစ်မယ်ကြာသာပရိဖြစ်ရင်လည်းဖြစ်မှာပေါ့เนาะဒါကြောင့်ကုသိုလ်လုပ်ရမှာနှစ်ရက်ပါတောက်ကြနေရဲ့မိမိရဲ့မွေးနေရဲ့တောက်ကြသားသမီးဆိုရင်တော့တစ်ရက်ပဲလုပ်ရုံပဲပေါ့เนาะ ဲ့တော့အဲ့ဒီနေ့မှာအသင့်ဖုံးပွေသုံးဆောင်နိုင်အောင်ပြင်ဆင်ထားတဲ့စွန်းနဲ့အတူပြင်ဆင်ထားတဲ့တက်သေးဆုံးကိုပါကတ်လှူဖို့ဖြစ်ပါတယ်။တပတ်မှာနှစ်ရက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီကတ်လှူမှုဟာသူကအချိန်ကာလအဖြစ်အယုံမှာပဲလှူလို့နေစွန်းမှာပဲလှူလို့မိမိအစဉ်ပြေရာမှာအဲ့ဒီစွန်းနဲ့အတူ အသင့်ဖုံးပွေသုံးဆောင်မှုပြင်ဆင်ထားတဲ့တက်သေးစွန်းတစ်ပွဲကိုပါ 感受一下嘛，撇把的。